တချို့ကဘဝပြီးအချိန်နေမကောင်းတဲ့အတွက်ကြောင့်ဆင်းရဲတဲ့ဘဝကိုရောက်လာကြတယ်။အဲ့ဒီဆင်းရဲတဲ့ဘဝကနေပြီးတော့ကြကုတ်ကြခဲနဲ့ဒီဆင်းရဲမှုဒဏ်ကနေလွန်မြောက်အောင်ကြိုးစားသွားတဲ့သူတွေရှိတယ်။ယုံထွက်သွားနိုင်တဲ့သူတွေရှိတယ်။ရတဲ့နေရာကနေရသလိုကြိုးစားယုံကံသွားကြတဲ့သူတွေရှိတယ်။စိတ်နေစိတ်ထားအပြင်လည်းပဲကိုယ်ပဝင်းကျင်အတိုင်းဝိုင်းအရာအတွေးခေါ်နိုင်ကြနေကြတယ်ဆိုရင်ကိုကိုကိုအတွေးခေါ်မြင့်အောင်စီးဘူးတယ်။ လေ့လာတယ်စာဖတ်တယ်တန်းပညာပြေဝအောင်မတင်ရပြီမဲ့စာဖတ်ခြင်းပညာကိုတော့သူလက်မလုပ်ဘူးစာအမြဲဖတ်တယ်ဖတ်နိုင်တဲ့များစာတွေလက်လန်းမိတဲ့စာတွေဘဝပေးတယုတ်ဖို့စာတွေသူဖတ်တယ်လောကကို နားလည်အောင်လို့သူစူးစမ်းတယ်လောကကိုနားလည်မှုများလာလေလေသူဟာအဲ့ဒီလောကထဲမှာကောင်းကောင်းရှင်သန်လာနိုင်လေပါပဲလောကကိုနားမလည်တဲ့အခါအတ္တကြီးတဲ့သူသားတယောက်ဖြစ်လာတယ် လောကကိုခံစားမပေးနိုင်တဲ့သူတွေဟာ ကိုတယောက်တည်းအတွက်ပဲကြည်လာတဲ့တဘောတည်းကြည်တဲ့သူတွေဖြစ်လာတတ်တယ်ဒီအခါမှာစိတ်ညစ်စိတ်ယုတ်ဆိုတာတွေပေါ်လာတယ်တပတ်သူတွေဘလို့ခံစားနေရတယ်ဆိုတာသူခံစားပေးတတ်တဲ့သူမျိုးမဟုတ်ဘူးဒီတော့အနံ့ယူတယ်နှိပ်စက်တယ်အခွင့်အရေးယူတယ်ညစ်လာတယ်ပင်ကိုဘဝအခြေအနေကနှိမ့်ကြနေတဲ့အနေမှာ နောက်ထပ်ကိလေသာ အကုသိုလ်တွေနဲ့အနှိမ့်စက်ခံပြီးတော့ ပို၍ပို၍ညစ်သွားတယ်။အဲ့လိုညစ်သေးသောနီးနဲ့ရှာပွေရတဲ့အရာကိုလည်းအယတာတွေ့လာတယ်။ပြီးတော့အာကုတ္တနေထဲမှာပဲသူနစ်နေပြီးတော့အာကုတ္တပြင်းရင်အာကုတ္တအာကုတ္တပြင်းရင်အာကုတ္တနဲ့ပဲပို၍ပို၍ညစ်တဲ့ညစ်သွားစေတယ်။လူတယောက်ကကိုယ်ကိုမုန်းတယ်ဆိုလို့ရှိရင်လည်းပရမတော်မကြိုက်ဘူးဖြစ်သွားတယ်။ဘာလို့မုန်းတာလဲပေါ့။ဒါပေမဲ့ကိုကပြန်ပြီးတော့သူ့ကိုပြန်မုန်းလိုက်တဲ့အခါမှာ ပထမစိတ်စင်းရတာကနေပြီးတော့တဆင့်တက်ပြီးတော့ကိုယ်ပါရောပြီးတော့ညက်သွားတယ်။အဲ့ဒီမှာမှဒီအမုန်းကိုမပြေပဲနဲ့အညိုအတေးအနေနဲ့ထားတတ်တဲ့သူတွေဆိုရင်ကိုယ်စိတ်ကိုယ်ကိုမပြေနိုင်တဲ့အတွက်ကြောင့်တနေ့ပြင်းရင်တနေ့ပို့ပြီးတော့မုန်းတယ်။တနေ့ပြင်းရင်တနေ့ပို့ပြီးတော့ညှိုးတယ်ဆိုတဲ့အရာတွေနဲ့သူပါလုံးလုံးအကောင်းမမြင်တော့ဘူး။သူပါပြောပြောအကောင်းမမြင်တော့ဘူး။အာဟုသေးတွေကလာဆင့်ပွားဆင့်ပွားပွားနေတဲ့အတွက်ကြောင့်ညက်တဲ့ညက်သွားစေတတ်တယ်။ အဲ့ဒီမှာပထမအဆင့်ညစ်ထေးထားတဲ့အဆင့်မှာတတိယလို့ရှိရင်ဖြူစင်ဖို့အတွက်လမ်းစာရှိအောင်မယ်ပထမအဆင့်ကိုယ့်ကိုယ်ကိုညစ်ထေးတာကောင်မှမမြင်ဘူးဆိုလို့ရှိရင်ဘယ်တော့မှပြင်လို့မရတော့ဘူးဒုတိယအဆင့်ကိုတက်မယ်အဆင့်တက်သွားလေလေ ပို့ပြီးတော့ညစ်ဖို့စူးစမ်းလေလေပဲအညစ်တက်ကအားကောင်းသွားတဲ့အခါမှာဒီဘက်ကအဖြူတစ်ဘက်ကိုပြန်ရောက်လာဖို့ခဲယဉ်သွားတယ်ရုံမာတဲ့နေနဲ့အသားကျနေတဲ့သူတယောက်ဟာသူ့ရဲ့ စီဝါရှာတဲ့နေရာမှာတော့၎င်းထမင်းရှာစားတဲ့နေရာမှာတော့၎င်းရုပ်မှာတော့ဤကိုပဲတုံးကျင်လာတယ်။တန်ရှင်းတဲ့ဤကိုမတုံးကျင်တော့ဘူး။အဲ့တော့မကောင်းမှုဒုစရိုက်ဆိုတာအဆမပြူတာအကောင်းဆုံးပဲ။ကိုဘဝကိုဖြူစင်တန်ရှင်းစွာယက်တီနိုင်ဖို့ကြိုးစားဖို့လိုတယ်။ဘင်ကိုအနေထားနိုင်ကြနေရင်တောင်မှ ကိုယ်စိတ်ကိုမြင့်အောင်လှုပ်သွားနိုင်တဲ့သူတွေရှိတယ်ဆိုရင်အဆကလေးကမြင့်တယ်ဆိုရင် ပို့ပြီးတော့မြင့်အောင်ကြိုးစားရမယ်။ လူလည်းမြင့်တယ်စိတ်နေစိတ်ထားလည်းမြင့်တယ်ပညာလည်းမြင့်တယ်စီဝါလည်းမြင့်တယ်စိတ်နေစိတ်ထားလည်းမြင့်တယ်ဆိုတာမျိုးကမှကောင်းတာလူကလည်းဖြူစင်တယ်စိတ်နေစိတ်ထားကလည်းဖြူစင်တယ်အလုတ်ကိုင်းကလည်းဖြူစင်တယ်အပြောဆိုကလည်းဖြူစင်တယ်ဒီလိုမျိုးဖြစ်အောင်ကြိုးစားရမှာဖရားတပည့်ဆိုတာဖြူစင်မှုစီကိုသွားတာညစ်သေးတဲ့စီကိုသွားတာမဟုတ်ဘူးအဲ့တော့ညစ်သေးစေသောအကုသိုလ်အလုတ်တွေကိုအစမ်းတော့မလုံးမေးစေပါနဲ့ အဲ့ဒီအညစ်တွေဟာတခါကျူးလွန်ပြီးသွားရင်ထပ်ခါထပ်ခါကျူးလွန်စေတယ်လူတွေရဲ့စိတ်ဟာမကောင်းမှုမှမွေးလျော်တယ်ဆိုတဲ့အတိုင်းပဲအဲ့ဒီမကောင်းသောနေရုံမာသောနေနဲ့ထမင်းရှာစားရတဲ့အရာတွေကိုအသားကျသွားရင်မေတ္တာတွေကရုဏာတွေပါအကုန်လုံးပျက်စီးသွားတာဖြစ်တဲ့အတွက်မိမိသူတပါအကျိုးရုပ်ပြီးအပေစာတွေဖြစ်သွားတတ်တယ်သတိထားဖို့ပြောလို့ရင်သာဖြစ်တယ်ဘယ်တော့မှမိမိကိုယ်ကိုညစ်မသွားပါစေနဲ့ ြူစင်အောင်သာကြိုးစားပါအားလုံးအေးချမ်းပျော်ရွှင်ကြပါစေ